မြန်မာနိုင်ငံမှာ2024ခုနှစ်အတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့စစ်ကြံလက်နက်ပစ္စည်းတွေကြောင့်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ထိခိုက်သေးဆုံးသူ1082ဦးရှိပြီးယမန်နှစ်ထပ်ပိုများလာတယ်လို့ UNICEF မြန်မာကထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်။2023ခုနှစ်မှာမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ထိခိုက်သေးဆုံးသူ1052ဦးရှိပြီးမယ်လေ။2024ခုနှစ်မှာ1082ဦးရှိတဲ့အတွက်လူဦးရေ ထိခိုက်သေးဆုံးမှုပိုများလာတာဖြစ်ပါတယ်။ UNICEF မြန်မာရဲ့ထုတ်ပြန်တဲ့အစီရင်ခံစာအရ2024ခုနှစ်အတွင်းမြေမြုပ်ပိုင်းနဲ့ပေါက်ကွင်းစေတက်သောစစ်တံလက်နက်ပစ္စည်းများပေါက်ကွင်းမှုဖြစ်စဉ်ဖြစ်ရက်စုစုပေါင်း650ခုရှိခဲ့ပြီးအရက်သား165ဦးသေဆုံးက918ဦးထဏ်ရာရရှိခဲ့ပါတယ်။အရသာထိခိုက်သေးဆုံးမှုမှာအမျိုးသား81ဦးနဲ့အမျိုးသမီး25ဦးသေဆုံးခဲ့ပြီးအမျိုးသား462ဦးနဲ့အမျိုးသမီး201ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပြင်2024ခုနှစ်အတွင်းမြေမြုပ်မိုင်းနဲ့ပောက်ကွင်းစေတက်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ကလေးသင်ငယ်59ဦးသေဆုံးပြီး255ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။2024ခုနှစ်အတွင်းမြေမြုပ်မိုင်းနဲ့ပောက်ကွင်းစေတက်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေးဆုံးသူ1082ဦးရှိတဲ့အနက်ကလေးသင်ငယ်314ဦးပါဝင်ပြီးထိခိုက်သေးဆုံးသူစုစုပေါင်းရဲ့29ရာခိုင်နှုန်းရှိကြောင်းအစိုးရခန်းဆောင်မှဖော်ပြထားပါတယ်။ UNICEF မြန်မာရဲ့ထုတ်ပြန်တဲ့အစိုးရခန်းဆောင်အရ2024ခုနှစ်အတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ထိခိုက်သေးဆုံးသူအများဆုံးဟာရှမ်းပြည်နယ်ဖြစ်ပြီးစကိုင်းတိုင်းဒေသကြီးကဒုတိယနဲ့ရခိုင်ပြည်နယ်ကတတိယနေရာမှာရှိနေပါတယ်။တနင်္ဂနွေလုံးအတိုင်းအတာနဲ့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းတွေရဲ့ပေါက်ကွဲမှုတွေကြောင့်ထိခိုက် ်သေဆုံးသူစုစုပေါင်းရဲ့29ရာခိုင်နှုန်းဟာကလေးသင်ငယ်တွေလည်းဖြစ်တယ်လို့ UNICEF ကထုတ်ပြန်ပါတယ်။2023ခုနှစ်အတွင်းကမ္ဘာတဝန်မြေမြုပ်မိုင်းတွေကြောင့်မြန်မာနိုင်ငံမှာထိခိုက်သေးဆုံးသူအများဆုံးဖြစ်ခဲ့ကြောင်းမြေမြုပ်မိုင်းနဲ့ cluster bomb လေးလာဆောင်ကြည့်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီအချက်လက်ဟာမြေမြုပ်မိုင်းကြောင့်ထိခိုက်သေးဆုံးသူအများဆုံးနေရာမှာ၃နှစ်ဆက်ရပ်တည်ခဲ့တဲ့ Syria နိုင်ငံကိုမြန်မာနိုင်ငံကကျော်လွန်ပြီးထိတ်ဆုံးကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။